ဒီတော့ဘုန်းကြီးတို့ဒကာရကမတွေမေတ္တာကမ္မထံကိုစီးပြန်တဲ့မေတ္တာဝါဒသမဟာအသားစားရှောင်ဝတ်သုဒ္ဓနာဒူရင်ဆောက်တည်နေတဲ့ဒူရင်ဆောင်ပုဂ္ဂိုလ်ဟာ အသားစားရှောင်ဝတ်မွေသားကိုစားရင်ဘသူအသည့်မွေရသည့်တယ်လို့ကြားဘူးလားဘုန်းကြီးတို့ငယ်ငယ်တုန်းကလူကြီးတွေပြောတာနော် အသားကြိုက်တဲ့သတ္တဝါတွေဟာအသားစားလာတာကိုပရိသတ်ရင်သိတယ်ဒီအခါဒီသုတ်တနာဒူရင် ဆောက်တည်တဲ့ပုဂ္ဂိုလ်အတွက်အန္တရာယ်အင်မတန်ကြီးတယ်တဲ့ပရိသတ်ရင်မိစ္ဆာကောင်းတွေကအန္တရာယ်ပြုဖို့အခွင့်သာတယ်နော်ဒါကြောင့်သုတ်တန်ဒူရင်ဆောက်တည်တဲ့ပုဂ္ဂိုလ်ရဲ့အင်္ဂါထဲမှာအရေးကြီးဆုံးအချက်ဟာပရိသတ်ကြီးဘာမစားရဘူးလဲ။မေတ္တာကမ္မဋ္ဌာန်းစီးပြန်မေတ္တာဝါဒီပုဂ္ဂိုလ်ဟာလည်း အသားစားရှောင်ရတယ်ဒုပိသလည်းမေတ္တာကမ္မထံသမားတွေပဲမဟုတ်လားအခုကိုသေးတို့မကျူတို့ဝင်းနေတဲ့စာအုပ်လေးတွေလက်ထက်ရောက်ပါပါရောက်ပါတယ်ဖတ်ကြည့်ပြီးပြီလားဖတ်ကြည့်ပါဘာတွေလဲမေတ္တာဘို့တွေပဲနော်အရှိအယနာနေရကုံသောလူနာပြမသတ္တဝါတို့သည်ဘေးရန်ကင်းကွာကြမ်းမှချမ်းသာကြပါစေ။ဘာလို့ထား။မေတ္တာပါ ဒကမာကြီးကမေတ္တာတွေပို့လို့ရှေ့ရတောင်ရအနောက်ရမြောက်ရထက်အောင်မေတ္တာပို့ရင်တန်လန်းကနေလှမ်းပြီးဩရဟဲ့သမီးဟိုမှာကျက်သားဆံပြို့အိုတည်ထားတယ်နော်အဲ့ဒါကျက်သားနူးနတ်နေအောင်ပြုတ်ဟဲ့ကောင်းသေးလားဘုရောမေတ္တာကျက်သားဆံပြုတ်နူးနတ်နေအောင်ပြုတ်ဒီတော့ဒီမေတ္တာစွန်းသေးလားစွန်းပါ ကရဏီယမထကုသလေနာယန္တသန္တံပရံအဘိသမိဇသကောဥဇုဇသူဟုစုဇသူဝဇောဇသမုရောနာဒီမာနီဘောက်လားမေတ္တာသုတ်ရွတ်ထားမို့လားတကာကြီးရတကာကြီးရဝသားချက်ကတဲကောင်းတာပဲပရိသတ်ယဒီမေတ္တာစွမ်းသေးလားစွမ်းပါဗျာအမလေးမိစ္ဆာကောင်တွေကတော့ပြုံးမယ်နော် တကလည်းစာဘုန်းကြီးလည်းစာအသံကမေတ္တာသာစာတာကအသာဘယ်ကလာဒီမေတ္တာစွန့်ရော့မလဲသတိထားရမယ့်ချက်ကလေးနော်ဒါကြောင့်သူအသံစမ်းစာရှိရင်ပရိသတ်ကြီးဘာတယ်လဲခွေသာခွေမစင်စားလို့ယွံပွဲဖြစ်လို့မစားကြဘူးဝတ်သားကော ဝက်ပါစားတယ်ဘာလို့ဝက်သားစားပရိသတ်ရေသတိထားနော်စားစားရှိလင်စားခြင်းခြင်းစားလင်မဆုံးရှိတော့သည်ဝက်သားကြတော့စားတယ်စားစားရှိတယ်အမဲသားလည်းဟောတချို့ကြတော့နွားရီယာကျေးဇူးရှင်နဲ့မစားရဘူးဒါကြောင့်သားတို့သမီးတို့အမဲရှောင်းမှာမန်သားရှောင်းမှာလူကြီးတွေမပြောဘူးလားပြောပါဘူး အောက်ပြေကတော်တော်များများပရိသတ်ရဲ့အမဲရှောင်တယ်နော်ကိုတိတ်တို့အညာကတော်တော်များများအမဲသားစားတယ်ဒီတော့ဘုန်းကြီးတို့ဆုံးဝိုင်းတဲ့ခုမှဘုန်းကြီးတွေစုံကြတော့အဲ့ဒီမှာအမဲနဲ့ပါတာကိုဗျာဘုန်းကြီးတစ်ပါးကသူ့တငယ်ချင်းဘုန်းကြီးတစ်ပါးပဲတို့ပေးတယ်အမဲဟင်းကိုဒီတော့ဟိုကိုတော်ကပြန်တို့တယ်ကိုတော်မစားဘူးလားမစားဘူးတဲ့ရှောင်ထားတယ် ဒီတော့စားတဲ့ဘုန်းကြီးကဘာပြောလဲဆိုကိုတော့အဲ့ဒါမိုက်တာပေါ့ဘာဖြစ်လို့ယေရှုရှင်သေသည့်တိုင်အောင်ချီးမြှောက်ရမယ်သူကစားတာကိုဗျသေပြီးတဲ့နောက်ထောင်ချီးမြှောက်ရဦးမယ်နော်ဒီတော့သူအသားကိုစားရင်ပရိသတ်ကြီးကိုအသားလည်းသူစားလိုက်မယ်နော်စားမဲ့လူတွေကချောင်းနေပြီမဟုတ်လား también sola y sama tu ata cogasa casa. tu gasa tu sacosa inaba ocaleromi tu ata cogasa cogasa tu gasa दूसा गोसा इन होगा ले रोमी सोजी जम गोदा दुगा सा दूसा गोसा इन बा စကိုယ်သာဒုက္ခစသူစကိုစဤနပါဘုကလည်းတော်မီအေးသူအတနာနာစထားနော်ဘလူတွေတပတ်တွေတရေတွေက မသိဘူးလားမသိပါဘူးကိုအသားလည်းသူစားလိုက်တယ်အဲ့တော့ဘုန်းကြီးတို့မြန်မာ နိုင်ငံမှာ နေ့စဉ်နေ့စဉ်သားကောင်းတွေတတ်နေတာပြိတ္တယစိတ်မန်းကလူတွေသာသနာပန်ကလူတွေကြားမှာပါကြားပါမလို့တချီတချီဒီဘက်ကတော့ဖြတ်ဖြတ်သွားနေသေးတယ်နော်တတိုင်းမြေလုံးကြည့်လိုက်ရင်တနေ့ကိုနွားအနည်းဆုံးတထောင်လောက်တော့သေလိမ့်မယ်ထင်တယ်တရက်တထောင်လုံးနဲ့ဆိုရင်တလဆိုတော့၃တောင်းတနေ့ဆိုတော့၃တောင်း သုံးသိလျှောက်တော့ဆယ်နှစ်ဆိုတော့မဲကဏ္ဍတို့ဆက်ချပေးအောင်မထင်ပိဿကြီးကွန်ပျူတာခေသုံးသန်းနဲ့လျှောက်သိသေးလိုက်တဲ့တတ္တဝါတွေနော်စားတဲ့လူတွေရှိတော့တတ်တဲ့လူကလည်းအရင်အနည်းတွေတိုးပြီးတော့ပြိတ္တကြီးပိုသတ်တာပဲမဟုတ်လား ဒီတော့စားတဲ့လူတွေမှာပရိသတ်ကြီးတတိထားရမယ်ချက်ကလေးဟာအရာခတ်သိမ်းတိုင်းကိုကြည်ကြရှုကြတဲ့နေရာမှာရိုးရိုးအမေပေးလိုက်တဲ့ဒီပတာရမျက်လုံးလေးနဲ့တင်ကြည့်ုံမပေးပါဘူးတဲ့ညံမျက်လုံးလေးထဲပါဘယ်မျက်လုံးဘယ်ညံလဲလို့မေးတော့စူးစူးဆိုင်ဆိုင်ကြည့်တတ်မြင်တတ်တဲ့ညံ အဲ့ဒီညာဟာဘာညာလဲလို့မေးတော့ပရိသတ်ယကံပိရညာမှာဘယ်ညာလဲကံပိရညာပေါ်လာရင်ပရိသတ်ယသံဝေကညာဖြစ်မယ်ကံပိရညာပေါ်ရင်ရှေးလူကြီးတွေရှေးစတော်တွေပြောကြတယ် လူတွေမြုပ်တဲ့သင်္ချိုင်းကိုလူတွေကသင်္ချိုင်းပြောနေတာသင်္ချိုင်းအစစ်ကဘာတဲ့လဲလူပဇတ်မဟုတ်လားဝတ်သားလဲထဲလိုက်တာပဲအမဲသားလဲကြက်သားလဲပရိကျော်လဲဟုတ်လားအကုံစားပဲပရိသတ်ရလာသမျှအလောင်းကောင်းနေအကုံမြုပ်တာ ဒီတော့အတိတ်ရဲ့အရင်နမိတ်တွေဟာပရိသတ်ရဲ့အချိန်ပါပြီးတော့တပါးသူရဲ့အသားကိုကိုစားလာတော့ဩငါအသားလည်းပဲသူလို့ဆိုဘယ်နဲ့နေမလဲဒီအသားဆိုတာအတုဘအပုတ်ကောင်ပဲလို့ပရိသတ်ရဲ့မမြင်တော့ဘူးနော်အသားငန်းငန်းနဲ့မစားဘူးလားမစားပါဘူးခင်ဗျာမိသားစုချက်ပြုတ်ပြီးလို့ထမင်းဝိုင်းပြင်ပြီးပြီ လေးငယောက်ရှိတဲ့မိသားစုအားလုံးစုံကြည်စားကြစို့ဆိုပြီးတော့ထမင်းဝိုင်းထိုင်ကြတော့မျက်လုံးတွေကဘယ်ဟင်းအရင်ကြည်ကိုကြည့်တာပြောကြလေဘယ်ဟင်းအရင်ကြည်အသာဟင်းအရင်ကြည်တာမဟုတ်လားဘသူမှငပိရေပဲပြုတ်မရှိဘူးအဲ့ဒါသာပါရင်နှာခေါင်းကိုရှုပ်လို့ အသားဟင်းလေးမြောင်ဟင်းွက်တဲ့မြင်လိုက်ရပြီဆိုပြုံ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 နဲ့နော်စားလိုက်ကြတာပရိသတ်ရဲ့တဏ္ဍာန်လုံးတကဘာလုံးမဲမဟုတ်လားလူတွေရဲ့နှလုံးသားတွေဟာရက်စက်လာတဲ့ကြမ်းကြုံလာတဲ့မေတ္တာကရုဏာတွေကင်းပြီးတော့လာတဲ့သူယေရှုသိခြင်းဆိုတဲ့သူတော်ကောင်းလက္ခဏာတွေယွင်ပြက်ပြီးတော့လာကြပြီ ဧကံ వీ ရညာတာပေါ်လာခဲ့မဲ့ဆိုရင်တံဝေကဓမ္မမဖြစ်ဘူးလားမဖြစ်ပါဘူးအရာရာတိုင်းကိုမထိန်သိမ့်ဘူးလားမဖြစ်ပါဘူးအဲ့ဒီတံဝေကဓမ္မပေါ်လာပြီဆိုရင်ပရိသတ်ရဲ့သစ္စာလည်းထိန်သွားတယ်နော်မှန်ပါဘူးသစ္စာတည်ကြပြီဆိုတော့ဓမ္မလည်းဒီပြီတဲ့ယသခြင်းပုဂ္ဂိုလ်ဟာသစ္စာသစ္စာတရားဒီနာတိမရှိဘူး နာတိသစ္စာသစ္စာမတိကြဘူးတတံထောသစ္စာမရှိသစ္စာမတိတဲ့ပုဂ္ဂိုလ်အားဓမ္မောဓမ္မဆိုသောတရားသည်ကုတ္တအထေအဘယ်မှလည်းဒီရှိနိုင်ပါတော့အန္တတိ